ကျမလဲလို့ရတယ်ဆိုတော့ကိုကြီးနဲ့ကျမလဲတော့လက်လိုက်စင်ပါတယ်အကိုကြီးပညာသာတိကိုနှမျောလိုက်တာကိုပြီးတော့လဲဟိုမိုင်းရဲ့မွေးစားအဖေလို့လဲဖြစ်နေတာပေါ့နော်ဒုတိယဖခင်လို့လဲဖြစ်နေတဲ့အတွက်ကြောင့်အတိုင်းမသိဘူးဝမ်းနေတယ်ဆုံးရှုံးကတော့ជីမကြီးဆုံးရှုံးမှုပါပဲအချိန်မှဆုံးဆုံးမိုင်းဆက်ပြီးတော့မပြောနိုင်တော့ ဝမ်းနေရတာတော့အတိုင်းမသိဘူးအတိုင်းမသိဝမ်းနေမိရဲ့ဘာဖြစ်လို့ဆိုတော့အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုဖြစ်တယ်လေဒါဆရာကြီးဆိုလဲမိုင်ရဲ့ဒုတိယဖခင်လိုပဲဖြစ်နေတာလေအတိုင်းမသိဘူးဆုံးရှုံးရတာပါပြီးတော့မြန်မာစာပေလောကအတွက်လည်းဆုံးရှုံးမှုအကြီးမားဆုံးဆုံးရှုံးမှုတစ်ခုဖြစ်တယ်ပြီးတော့လဲမိုင်ရဲ့မွေးစားအဖေလိုလည်းဖြစ်နေတာပေါ့နော်ဒုတိယဖခင်လိုလည်းဖြစ်နေတဲ့အတွက်ကြောင့်အတိုင်းမသိဘူးဝမ်းနေတယ် 松鼠我了，起码送松鼠母吧喂，起码一松鼠，那伊三只老鼠叫奈喏。 အခုအခုရကျွေးဖေးပါမွေးဖေးဟာတော့တတိယအတနည်းတုန်းကဆုံးသွားပြန်တော့မူသွားတော့အခုကျွေးကျွေးဖေးလည်းမရှိတော့ပါဘူးအခုရှိမှုနှမျောလဲနှမျောပါလွန်လဲလွန်လာပဲကျမလဲလို့ရတယ်ဆွဲကူကြီးနဲ့ကျမလဲတော့ပြက်လိုက်ရှင်ပါတယ်အခုကြီးပညာသာတိကိုနှမျောလိုက်တာကိုငင်းရုံကတော့ ရောင်းခဲ့ကံခဲ့ဖို့ကြီးတော်ဘုံနဲ့ကံနေကျွန်တော်ကဆရာကြီးရဲ့တပည့်တွေအားလုံးနဲ့မမလက်ထောက်ဆရာကြီးအားလုံးနဲ့မမနောက်ဆုံးတပည့်ဖို့အထူးထူးသွားအထူးထူးစားခဲ့ရတာဆိုတော့ရောဆရာကြီးလည်းပဲအများကြီးပါပဲမမင်းနဲ့ဆရာလည်းအများကြီးပါပဲဒါပေမဲ့ကျွန်တော်ကမြမစာရီတင်းလို့မဝသေးပါဘူး ကျွန်တော်မြန်မာစာပေလောကအတွက်မြန်မာစာသမားတွေအတွက်မြန်မာစာကိုခုံမင်းနေလူငယ်တွေအတွက်ကျွန်တော်ဘဝရဲ့မြန်မာစာရွှေတောင်ကြီးယူလိုက်ခဲ့ရတာပါပဲဘဝရဲ့ကြီးမားဆုံးဆုံးရှုံးမှုအချိန်ကြီးစာထုတ်လို့မရဘူးလို့ချွတ်ပြောကြတယ်အဲ့ဒီအချိန်ကြီးတဲ့အစားထုတ်လို့မရတဲ့အရာတွေဟာကျွန်တော်တို့ချစ်တဲ့ကျွန်တော်တို့မိသားစုချစ်တဲ့ ဆရာကြီးကုန်းလို့လည်းနေမယ်ပေါ့ကျေတမအဲ့တော့ဆရာကိုအရန်လဲစုံရှုံပါတယ်ဆရာမြန်မာသာလောကတစ်ခုလုံးအတွက်လဲဝမ်းနေမိပါတယ်မြန်မာသာလောကကြီးဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားခဲ့တဲ့ဆရာကျွန်တော်အမြဲတမ်းအမှတ်ရနေပါပါ